We are made of stardust ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာတွေကိုကြဲမုံနေနဲ့ဖွဲ့စည်းထားတယ်ဆိုတဲ့စကားကြားဘူးကြလားဗျရုတ်တရက်တော့ဗျာယုံဉာဏ်စရာမရှိဘူးဗျဘယ်နဲ့လို့ကြဲတယ်ဆိုတော့ဟိုးဝေးကြီးမှာအကြီးကြီးတယ်ကျွန်တော်တို့ကိုယ်ခန္ဓာကတည်တည်လေးတွေကြဲတယ်ဆိုတော့အလွန်ပူပဲအလွန်အလင်းအောင်တောက်ပါတဲ့အရာဝတ္ထုပစ္စည်းတွေဘလို့ကျွန်တော်တို့ကိုကြဲမုံနေနဲ့ဖွဲ့စည်းထားတယ်ဆိုတာဖြစ်နိုင်မှာလဲအနေပါကြာဘူးနာဝရှေ့နာမှာကြဲဆိုတော့အလွန်ပူပြီးနဲ့ gas ကြီးတော့တန်ငွေလုံးကြီးဆိုတော့ဘယ်ကအမှုန်ရှိရမလဲဟုတ်တယ်မလားယုံဉာဏ်စရာမရှိဘူး ဒါပေမဲ့တကယ်ကျတော့အမှန်ပဲဗျ။ကျွန်တော်တို့အသားထဲမှာဖွဲ့စည်းထားတဲ့ကာဗွန်နေเนาะကျွန်တော်တို့ရှူနေတဲ့အောက်ဆီဂျင်နော်ဒါတွေကျွန်တော်တို့ယူရီးယားမှာရှိတဲ့ကယ်လ်ဆီယမ်နေနော်ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာမှာရှိတဲ့ပရိုတင်းတွေမှာရှိတဲ့နိုက်ထရိုဂျင်နေအစရှိသေးပေါ့။အခြားသော dressing တွေကျွန်တော်တို့ဟာလာသွေးထဲမှာဆိုလို့ရှိရင် hemoglobin ထဲမှာဆိုလို့ရှိရင် iron တန်တတ်တွေပါတယ်အစရှိသေးပေါ့။ဒါတွေအားလုံးဒါတွေအားလုံးဒါတွေအားလုံးဒီဘယ်ရောက်လာလဲဆိုတော့ cherry ရှာရောက်လာတယ်ဗျာ။ ဟောပဝေတဏီတုံးကတေဆုံးသွားခဲ့ပြီဖြစ်တော့ကျယ်ရဲ့ရုပ်ကျွင်းနေအကျွင်းကြံနေအပိုင်းစာတွေအပြက်စီးတွေနော်ကျွင်းကြံရတဲ့အရာဝတ္ထုတွေအားလုံးကကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာတွေထဲမှာလာစုနေတာဘလလုံးပြီးဒီကျယ်ရဲရှိနေတဲ့ structure ပစ္စည်းတွေဟာ draw to pc တွေကျယ်ရဲအမုံတွေကျယ်မုံတွေ status တွေဟာကျွန်တော်တို့ကိုယ်ခန္ဓာတွေကိုယောက်လာတယ်ဘလိုနည်းနဲ့လဲယောက်လာတာလဲဒီ structure ပစ္စည်းတွေဘလိုနည်းနဲ့ကျယ်ရဲထဲမှာဖြစ်ပေါ်လာသလဲဒါတွေကိုကျွန်တော်တို့ဒီနေ့ဆွေးနွေးသွားမှာဖြစ်ပါတယ် ီတော့ကျွန်တော်တို့ကိုခန္ဓာထဲမှာရှိနေတဲ့ dressing တွေဘယ်လိုဖြစ်လာလဲဘယ်ကရောက်လာလဲဆိုတာပြောမယ်ဆိုလို့ရှိရင်ဟိုးပဝေတနီ big bang color တွေကစပြီးကျွန်တော်တို့ကပြောရမယ်စက်ကြာရိုင်းအစားအဦး big bang color လွန်ခဲ့တဲ့နှစ်တန်းပေါင်း13800 13.8 billion လောက်ဝန်းကျင်တုန်းကဖြစ်ခဲ့တဲ့ big bang အဲ့ဒီ big bang ရဲ့အစောပိုင်းကာလပထမမိနစ်ပိုင်းလေးအတွင်းမှာ big bang nucleosynthesis ဆိုတာဖြစ်တယ်။ big bang big bang nucleosynthesis ဆိုတာဘာလဲဆိုတော့အက်တမ်တွေဖြစ်တဲ့ဖြစ်စဉ်ပေါ့ဗျာ။ အဲ့မတိုင်ခင်အက်တမ်တွေမရှိဘူး nucleus မရှိဘူးအဲ့ဒီကာလကြာတော့မှ proton တွေနဲ့ neutron တွေပေါင်းပြီးတော့မှ nucleus တွေဖြစ်လာတယ် atom တွေဖြစ်လာတယ် dressing တွေဖြစ်လာတယ်ဒါပေမဲ့ဒီ big bang ကာလအတွင်းမှာ big bang nucleosynthesis ကာလအတွင်းမှာဖြစ်တဲ့ dressing တွေကရှိတဲ့မြ dressing တွေအကုန်ဖြစ်တာမဟုတ်ဘူးကာဗွန်နဲ့ oxygen nitrogen တွေဖြစ်တာမဟုတ်ဘူးရွှေတွေငွေတွေတန်တွေကြီးတွေအဲ့အချိန်မှာဖြစ်သေးတာမဟုတ်ဘူးအဲ့ဒီအချိန်မှာဖြစ်တာကဘာလဲဆိုတော့ hydrogen နဲ့ helium ပဲဖြစ်တာ lithium နည်းနည်းရှိတယ်ဗျာ နော်ဟိုက်ဒရိုဂျင်မှာဟိုက်ဒရိုဂျင်နျူကလ িয়াস မှာဆိုပရိုတွန်တစ်လုံးရှိတယ်ဟီလီယံရဲ့နျူကလ িয়াস မှာဆိုပရိုတွန်နှလုံးရှိတယ်နျူထရွန်နှလုံးရှိတယ်ပြီးရင်လစ်တီယံလစ်တီယံဆိုလို့ရှိရင်နျူကလ িয়াস မှာပရိုတွန်သုံးလုံးဖြစ်လာတယ်လစ်တီယံထွက်တဲ့ပမာဏကနည်းနည်းပဲပဲအဓိကတော့ဟိုက်ဒရိုဂျင်အများစုထွက်တယ်ပိပယ်နျူကလီယိုစင်သစ်စ်ကာလာပြီးသွားတဲ့အချိန်မှာစက်ကြာရဲမှာရှိတဲ့ဟိုက်ဒရိုဂျင်ဟီလီယံပမာဏကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်75% 4ပုံ3ပုံလောက်တိဟိုက်ဒရိုဂျင်တွေ by weight ပေါ့အလေးချိန်ချိန်ပြီးကြည့်မယ်ဆိုလို့ရှိရင်ရှိသမျှ dressing တွေအားလုံးရဲ့ drop through တွေအားလုံးရဲ့အလေးချိန်ရဲ့၄ပုံ၃ပုံဒီ hydrogen dressing တွေကျန်တဲ့၄ပုံတစ်ပုံ25%လောက်က helium နော်ကျန်တာက lithium lithium ပမာဏမပြောပတ်လောက်ဘူးနည်းနည်းပမာပမာဏလောက်ပဲအဲ့လောက်ပဲထွက်တာကျန်တဲ့ခုနကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာထဲမှာဖွဲ့စည်းထားတဲ့ကာဗွန်တွေနော်အောက်ဆီဂျင် nitrogen တွေ iron တွေ နော်ကယ်လ်ဆီယမ်နေအယိုးထဲမှာရှိကယ်လ်ဆီယမ်နေဒါတွေမဖြစ်သေးဘူးဗျကျွန်တော်တို့အများတန်းတို့သုံးဆွဲနေတဲ့ငွေတွေရွှေတွေဒါတွေဖြစ်မလာသေးဘူးဒါတွေဖြစ်ဖို့တော့ကစောက်ပါအောင်မယ်နော်စောက်ဖို့ဘာရဲ့အချိန်နှိစောက်အောင်မလဲဆိုတော့ကြယ်တွေမွေးဖွားလာတဲ့ဒီကျွန်တော်တို့ကစောက်ရမယ်เนาะအဲ့တော့စောက်ပေါ့စောက်ဆိုတော့လဲစောက်ပေါ့စောက်လိုက်တာပေါ့စောက်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 နေဘယ်လောက်ကြာသွားလဲဆိုတော့နှစ်တန်းတရာလောက်ကြာသွားတယ်နှစ်တန်းတရာလောက်ကြာသွားနှစ်တန်းတရာလောက်ကြာတော့မှဆက်ကြာရတယ်မှာပထမဆုံးကြယ်တွေစပြီးမွေးဖွားလာတယ် အဲ့လိုပထမဆုံးကျယ်တွေစပြီးမွေးဖွားလာတဲ့အချိန်ကြတော့မှအဲ့ဒီကျယ်တွေထဲမှာခုနပြောခဲ့တဲ့ dressing တွေဆက်ပြီးဖြစ်တာအဲ့တော့ဘလို့ဖြစ်လဲဘလို့ဖြစ်လဲဆိုတာသိမယ်ကျင်မယ်ဆိုလို့ရှိရင် ပထမဆုံးကျယ်ရဲ့အလေဘူမှာဘာဖြစ်နေလဲကျဲဥတိုင်းမှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်တို့အရင်ကြည့်ရမယ်ဗျကျဲတစ်စည်းရဲ့ဥတိုင်းမှာကြည့်လိုက်အရင်တော့လည်းကျွန်တော်ပြောခဲ့ပြီးကျဲထဲမှာဘာဖြစ်နေလဲနေထဲမှာဘာဖြစ်နေလဲဆိုတော့ဗီဒီယိုမှာကျွန်တော်ပြောခဲ့ပြီး အဲ့တော့ပြန်ပြီးနှစ်ချက်ပြီးကျွန်တော်ပြန်ပြောရမယ်ဆိုလို့ရှိရင်ဂျယ်ဒစင်ရဲ့ဥတိုင်းထဲမှာနျူကလ িয়ার ဖျူရှင်ခေါ်တဲ့အနုမြူတာပြမှုဖြစ်စဉ်ဖြစ်နေတယ်အနုမြူတာပေါင်းမှုဖြစ်စဉ်ပေါ့ဗျာဒီအနုမြူတာပေါင်းမှုဖြစ်စဉ်မှာဟိုက်ဒရိုဂျင်ဟိုက်ဒရိုဂျင်အက်တမ်လေးလုံးပေါင်းပြီးဟီလီယံအက်တမ်တစ်လုံးဖြစ်လာတယ်ဒီလိုဟိုက်ဒရိုဂျင်အက်တမ်လေးလုံးပေါင်းပြီးဟီလီယံအက်တမ်တစ်လုံးဖြစ်တဲ့ဖြစ်စဉ်ကိုနျူကလ িয়ার ဖျူရှင်ဆိုပြီးခေါ်တယ်ဒီနျူကလ িয়ার ဖျူရှင်ဖြစ်စဉ်ဒီပုံမှန်ဖြစ်ပုံမှန်ခြေတွေမှာမရှိဘူးအလွန်ဖိအားပြင်းပြီးအလွန် temperature မြင့်တဲ့ temperature အရမ်းမြင့်တဲ့အပူချိန်အရမ်းမြင့်တဲ့အနေထားမှာပဲဖြစ်တယ်။နောက်ဘလောက်ထိပူချိန်လဲဆိုတော့ပူချိန် degree centigrade 15သန်းလောက်ရှိတဲ့အနေထားမှာဖြစ်တာ။အဲ့တော့အဲ့လို hydrogen atom လေးလုံးကနေ helium atom တစ်လုံးပေါင်းတဲ့ဖြစ်စဉ်မှာ energy တွေထွက်လာတယ်။အဲ့ဒီ energy တွေကိုကျွန်တော်တို့ကအလင်းရောင်နေလဲရတယ်အပူနေလဲရတယ်။နောက်ဒါကအကြံပြင်းကျွန်တော်တို့နော်အနည်းချုပ်ပြီးကျွန်တော်တို့ပြောတာပေါ့။ဟုတ်ကဲ့အဲ့လိုဖြစ်တယ်ဖြစ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 ်နေ hydrogen တွေကနေ helium ပျောက်ကုန်သွား။ မရှိတော့ကုံသွားပြီဟိုက်ဒရိုဂျန်ဟီလီယံဖြစ်ပြောင်းပြီးကုံသွားပြီကုံသွားပြီဆိုတော့ကျွန်တော်ဥတိုင်းမှာရှိတဲ့10%လောက်သောဟိုက်ဒရိုဂျင်တွေကိုပြောင်းလိုက်ပြီးတဲ့အခါမှာအဲ့10%လောက်သောဟိုက်ဒရိုဂျင်ဟီလီယံတွေကုံဖြစ်သွားပြီနျူကလ িয়ার ဖြူရှင်ကကျဲတစင်းရဲ့ဥတိုင်းမှာပဲဖြစ်တာပဲကျဲရဲ့ဘေးမှာရှိတဲ့ဟိုက်ဒရိုဂျင်တွေမှာဘာမှဖြစ်ဘူးအဲ့ကျဲဥတိုင်းထဲမှာဟီလီယံဟိုက်ဒရိုဂျင်ကုံသွားပြီကုံဟီလီယံဖြစ်သွားပြီအကုံဟီလီယံဖြစ်သွားပြီဆိုတော့ဟီလီယံကိုဆက်ပေါင်းတာပေါ့ ဟီလီယံဆက်ပေါင်းတယ်ဟီလီယံသုံးလုံးပေါင်းလိုက်ရင်ကာဗွန်ဖြစ်လာတယ်ကာဗွန်ကိုဟီလီယံထပ်ထည့်တယ်နောက်အောက်နိုက်ထရိုဂျင်ဖြစ်လာရင်နိုက်ထရိုဂျင်ကိုတောက်ထည့်ဟီလီယံထပ်ထည့်တယ်ဘာတွေဖြစ်လဲဆိုအောက်ဆီဂျင်ဖြစ်လာတယ်အဲ့ရနေပြီးဆက်ပြီးဆက်ပြီးဆင်ကဲဆင်ကဲများ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 သွားတဲ့ခါကျတော့တခြား dressing တွေဖြစ်လာတယ်ဘာ dressing တွေဖြစ်လာလဲကာဗွန်ကနေပြီးတော့မှကာဗွန်ကနေပြီးတော့မှအောက်ဆီဂျင်ဖြစ်လာတယ်နီယွန်တွေဖြစ်လာတယ်မက်ဂနီဆီယမ်တွေဖြစ်လာတယ်အဲ့ရနေပြီးဆီလီကွန်တို့ဆာဖာတို့အိုင်ယန်တို့ဆက်ပြီးဖြစ်လာတယ်နောက်ဆုံးဘယ်ဒီဆက်ဖြစ်လာလဲဆိုတော့အိုင်ယန်ထိဆက်ဖြစ်လာတယ်တန်ထိဆက်ဖြစ်လာတယ် သို့တော်လေကျဲတစင်းထဲမှာတန်ထိဖြစ်ပြီးတဲ့အချိန်မှာရက်သွားဆက်မဖြစ်နိုင်တော့ဘူးဘာဖြစ်လို့ဆက်မဖြစ်နိုင်လဲဆိုတော့တန်ထိဖြစ်တဲ့အချိန်ထိเนาะ IAM ဖြစ်တဲ့အချိန်ထိအဲ့လိုနျူကလ িয়ার ဖြူရှင်ဖြစ်စင်မှာဘာထွက်လာလဲဆိုတော့ energy ထွက်လာတယ်เนาะ energy ထွက်လာသေးတယ်သို့တော်လေတန်နေပူပြီးလေးတဲ့ dressing တွေဖြစ်ဖို့ပေါင်းတော့မယ်ဆိုလို့ရှိရင် energy မထွက်တော့ဘူးအပြင်းနေ energy ထည့်ပေးရတယ် ကျဲထဲမှာဖြစ်တဲ့ဖြစ်စဉ်မှာအပြင်ကနေလုံလောက်တဲ့ energy ကိုထည့်ပေးဖို့အတွက်မဖြစ်နိုင်ဘူး။ဖြစ်နိုင်တဲ့အတွက်ကြောင့်မလို့ကျဲတစင်းထဲမှာဖြစ်တဲ့ဖြစ်စဉ်ဒီခုနပြောတဲ့တန်ဖြစ်ပြောင်းပြောင်းပြီးလို့ရှိရင်ရက်သွားတယ်။အဲ့ဒီမှာရက်သွားတယ်။ဆက်မဖြစ်တော့ဘူး။ကျဲတစင်းထဲမှာအမြင့်ဆုံးဖြစ်နိုင်တာဒီတန် iron ပဲ။ iron ထဲပိုလေးတဲ့ dressing တွေဒီကျဲထဲမှာဆက်ပြီးမဖြစ်နိုင်တော့ဘူး။အဲ့တော့ကျဲတွေထဲမှာခုနကျွန်တော်ပြောခဲ့သလိုပဲကျဲရရဲ့တက်တမ်းမြင့်လာတယ်ရင့်လာ ရင့်လာပြီးတော့မှ level မှာ hydrogen ကုန်သွားတဲ့အချိန်မှာ နော် level ဦးတိုင်းမှာ hydrogen ကုန်သွားခြင်းမှာ helium ကိုသုံးကြည့်ပြီးဆက်ပြီးလောင်ကျွမ်းတယ် helium ကုန်သွားလို့ရှိရင်နောက် carbon carbon နဲ့ကုန်သွားလို့ရှိရင်နော် nitrogen oxygen စသည်ဖြင့်အဆင့်အဆင့်ဆက်လက်လောင်လောင်လောင်ကျွမ်းလောင်ကျွမ်းနော် nuclear fusion ဆက်လုပ်ရအနေနောက်ဆုံး iron ဖြစ်တဲ့ချိန်မှာရပ်သွားတယ်ဒါဆိုလို့ရှိရင်ဒီအိုက်ထက်မှာနော် iron နေလည်းရှိမယ်ခုနပြောတဲ့ carbon နဲ့ nitrogen oxygen လည်းရှိမယ်လွှာလွှာထပ်ထပ်ပေါ်ရှိနေလိမ့်မယ်ဒါတွေကျွန်တော်တို့ရှိဘယ်လိုရောက်လာလဲဘာဖြစ်လို့စားတာတွေကနေတယ်ကျဲထဲမှာရှိတယ်လေကျဲထဲမှာရှိတဲ့ဟာတွေကကျွန်တော်တို့ရှိတဲ့နည်းနည်းရောက်လာမှာပေါ့ ဘယ်လိုရောက်လာလဲဆိုတော့အလွန်ကြီးမားတဲ့ခြေကြီးတွေအထူးသဖြင့်စက်ကြဘရာရဲ့စော်စပိုင်းကာလမှာဖြစ်တဲ့ခြေတွေဒီအလွန်ကြီးမားတဲ့ခြေကြီးတွေအလွန်ကြီးမားတဲ့ခြေတွေဆိုတော့သူတို့ရဲ့တတန်းကလည်းအလွန်တူတယ်သူတို့ရဲ့လောင်ကျွမ်းတော့ကလည်းအလွန်မြန်တယ်နော်အဲ့တော့သူတို့ရဲ့လောင်ကျွမ်းမှုကလည်းအရန်အရန်မြန်တယ်နေတဲ့အစာပေါင်းရာနဲ့ခြေပြီးတော့မှကြီးတဲ့ခြေကြီးတွေ truck ထုပမာဏနော်အစာပေါင်းများစွာပူကြီးတဲ့ပူလေးတဲ့ခြေကြီးတွေလောင်ကျွမ်းမှုကလည်းအရန်မြန်ရက်မြန်တယ်တောက်ပမှုကလည်းအရန်မြန်တယ်ဘလောက်ထိတော့လောင်ကျွမ်းမှုကမြန်လဲဆိုတော့နှစ်သားအနည်းငယ်ပဲတက်ရှင်နိုင်တယ်ကျွန်တော်တို့နေဆိုလို့ရှိရင် ခမန်းနာအခုဆိုလို့ရှိရင်5 billion နော်နှစ်သမား9000လောက်အသက်ရှိပြီဆိုရင်နောက်ထပ်နှစ်သမား9000လောက်ဆက်ပြီးသွားရအောင်မယ်စုပေါင်းဆိုလို့ရှိရင်နေရတတာ10 billion နှစ်သမား1000လောက်ပမာဏရှိမှာဒီကျယ်ကြီးတွေကြတော့မဟုတ်ဘူးပြဒီကျယ်ကြီးရဲ့တတာနှစ်သန်းနော်10သန်း15သန်းလောက်ဆိုပြီးပြီးသွားပြီတည်သွားပြီတည်သွားတဲ့ခါကျဒီကျယ်ကြီးတွေကဘလို့นี่แหละตีทัวร์เลยสรเอาญญินดาตาอัตตถั่วตัวเราไม่เข้าปุตะแกอูปิ๊งๆฐานะปอกก้วยพี่ถั่วมา သူတို့ရဲ့အလဲဘူဥတန်းအတွင်းကိုကျွန်ကြသွားတယ်ပြိုဝင်တယ်ကျွန်ကြသွားတယ်ကြံအရန်ကြည့်ရဲ့ကျဲကြီးတွေဆိုရင်တခါတည်း black hole ဖြစ်လဲပြောင်းသွားတယ်အပြင်မှာရှိတယ်အခေါ်မှာရှိတော့ဓာတ်ငွေတွေကကျတော့ဓာတ်ငွေတွေ dressing တွေကကျတော့ပြင်းထန်တဲ့ပေါက်ကွဲမှုနဲ့အပြင်ကိုထွက်သွားတယ်အဲ့ဒါကိုကျွန်တော်ကဘာခေါ်လဲဆိုတော့ supernova ပေါက်ကွဲမှုဆိုပြီးခေါ်တယ်ဒီလိုပြင်းထန်တဲ့အချိန်နဲ့ပေါက်ကွဲသွားတဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်လဲဆိုတော့နှစ်ခုဖြစ်လာတယ်ပထမတစ်ခုကတော့ကျွန်တော်ပြောခဲ့တဲ့ကျဲရဲ့အတွင်းထဲမှာရှိနေတော့ထုတ်ပေးထားတဲ့ ဟိုက်ဒရိုဂျင်ဟီလီယံထက်ပိုပြီးလေးတဲ့ dressing တွေအာကာသဟင်းလေးမြေအနှံပြားကိုပြန့်နှံ့ပြီးထွက်တာလွင့်ထွက်သွားတဲ့ဟာဒီအလင်းနှစ်ပေါင်းများစွာရောက်တဲ့အထိဒီ dressing တွေကလွင့်ထွက်သွားနိုင်တယ်ဒီ dressing တွေတုံးပြီးတော့မှဒီ dressing တွေကဘယ်ထဲဝင်သွားမလဲဆိုတော့ gas cloud တွေထဲဝင်သွားမယ် gas cloud တွေထဲမှာကျဲတိတွေဖြစ်တဲ့ခါကျတော့အဲ့ကျဲတွေထဲမှာနော်ဒီ dressing တွေဝင်သွားမယ်ဝင်သွားပြီးတော့မှပြီးမှရှိတဲ့နော်ဒီကျဲတွေကိုပတ်နေတဲ့ဂျူတွေဖြစ်တဲ့ခါကျရင်လည်းအဲ့ဂျူတွေထဲမှာ ဒီ dressing တွေဝင်သွားမယ်အဲ့ဂျိုးတွေပေါ်မှာတက်ရှိတွေဖြစ်လာရင်ဒီ dressing အဲ့တက်ရှိတွေဆက်ရောက်သွားမယ်ဒီလိုနည်းမျိုးနဲ့ကျွန်တော်တို့ရှိူရောက်လာတာဒါမှမဟုတ်ဒီ dressing တွေပဲလာမဟုတ်သေးဘူးဗျာဒီလိုပြန်သွားတဲ့ဖြစ်စဉ်တစ်ခုတည်းဖြစ်သွားတာဆိုမဟုတ်သေးဘူးဗျာနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ our process လို့ခေါ်ရဖြစ်စဉ် our process ကဘာလဲဆိုတော့ rapid neutron capture လို့ခေါ်တယ်ဒီ rapid neutron capture ဆိုတာအလွယ်တကူမျက်စိနဲ့မြင်အောင်ပြောရလို့ရှိရင်ခက်ပြတ်တစ်ဖြည်းလုံနေပေါ့ဗျာခက်ပြတ်မှာတစ်ဖြည်းဖြစ်အောင်လုပ်နေပေါ့ဘာလဲဆိုတော့ တချို့သော neutron တွေကကျွန်တော်ခေပြရတဲ့အခါကျတော့ရွာမီလောင်တဲ့အခါကျလို့ရှိရင်ရွာထဲဝင်ပြီးတော့မှအိမ်နေပေါ်တက်ပြီးတော့မှလူရက်တယ်လို့ပေါ့နောက်ခေပြတဲ့အခါကျတဲ့အခါကျတော့ရှိသမျှပစ္စည်းတွေကိုလူရက်ပြီးတော့မှတထဲပြအောင်လှုပ်တယ်လို့ပဲတချို့သော neutron တွေကဘာလဲဆိုတော့ခေပြတဲ့အချိန်မှာ sorry တချို့သောတချို့သော nucleus တွေကတချို့သော dressing nucleus တွေကဘာလဲဆိုတော့ခေပြတဲ့အချိန်မှာအနားမှာရှိတဲ့နော်ထွက်လာတဲ့လွတ်ထွက်လာတဲ့ neutron တွေကို ခုနပြောလို့ supernova ပေါက်ပွဲဖြစ်တဲ့အချိန်မှာတချို့ atom တွေထဲမှာရှိတဲ့ neutron တွေအပြုံပြုတ်ပြီးလွတ်ထွက်လာတာ။အဲ neutron တွေကိုနော်အာရဝန္တာလည်း light ဆွဲတာ။နော်အဲ့ဒါကို rapid neutron capture လို့ခေါ်တာ။အာရဝန္တာလည်း light ပြီးဆွဲတာ။နော်ခစ်ပြတ်မှာတတိယဖြစ်အောင်လုပ်တယ်လို့ light ဆွဲတာ။အဲ့တော့ iron ဟာသူ့ဘေးမှာရှိတဲ့ neutron တွေကိုဆွဲတဲ့အခါကျတော့နော်သူ့ထက်လေးတဲ့ dressing တွေဖြစ်လာတယ်။ဟို neutron လည်းဆွဲ၊ဒီက neutron လည်းဆွဲအပြိုင်ဆိုင်ဆွဲကြတာအဲ့အချိန်မှာ။အပြိုင်ဆိုင်လူရက်ကြတာပေါ့ဗျာ။လွတ်ထွက်လာတဲ့ neutron တွေကိုအပြိုင်ဆိုင်လူရက်ကြတာ။ ရှိနေတဲ့ nucleus ကြီးอ่ะအဲ့ဒါကိုကျွန်တော်တို့က r process လို့ခေါ်တာအဲ့ r process ဖြစ်စင်မှာဘာတွေဖြစ်လာလဲဆိုတော့ iron တဲ့ပိုလေးတဲ့ dressing နဲ့အဲ့ချိန်မှာဖြစ်လာတာရွှေတွေဖြစ်လာတယ်ငွေတွေဖြစ်လာတယ်ခဲဖြစ်လာတယ် iron နဲ့ပိုလေးတဲ့ dressing နဲ့အကုန်လုံးဖြစ်လာနောက်ဆုံး uranium နော် dressing လို့ဟာမျိုးတိနော်ဒီအချိန်မှာဖြစ်တာဒါတွေကဒီအချိန်မှာဖြစ်တာဒါအတွက်အထောက်အထားပေါ်မှာရှိလေမင်းကလည်းကွာထင်တိုင်းလျှောက်ပြောနေဟာလားထင်တိုင်းလျှောက်ပြောစိတ်ကူးရမီထင်တိုင်းလျှောက်ပြောနေဘယ်မှာထောက်တာရှိလဲထောက်တာရှိတယ်ဗျာ နော်ထောက်ထားပါလဲဆိုတော့2019မှာကျွန်တော်တို့ legal နော် LIGO လဲခေါ်တယ် LIGO လဲခေါ်တယ်အဲ့ LIGO detector နေပြောပါ LIGO ဆိုတာဘာလဲဆိုတော့ gravitational wave တွေကို detect လုပ်တယ်ဟာ gravitational wave ဆိုတာအရင်ကလည်းကျွန်တော်ပြောခဲ့ပူတယ် black hole တွေနှစ်ခုပေါင်းသွားတဲ့အခါမျိုးနော် neutron star တွေ neutron jet တွေတစ်လုံးနဲ့တစ်လုံးပေါင်းသွားတဲ့အခါမျိုးကြာလို့ရှိရင်ဖြစ်လာတဲ့တုံခါလိုင်းတွေဟာဘယ်ထဲမှာတုံခါလိုင်းတွေဖြစ်သွားလဲဆိုတော့ဒီ space time ထဲမှာတုံခါလိုင်းတွေဖြစ်လာတယ် ဒီ space sign မှာရှိတဲ့တုံခါလိုင်းတွေဟာအလေးလင်နှုံတိုင်းနောက်ဆက်ကြောင်ရဏောင်းပြန့်တန့်သွားတယ်ဆက်ကြောင်ရဏောင်းပြန့်တန့်သွားတယ်ဒါကိုကျွန်တော်တို့က light ကို detect တိုင်းနဲ့ detect လုပ်လို့ရတယ်နောက်ထပ်တစ်ဆက်ခွန်မှာ neutron ကျယ်နှလုံးနော် neutron star နှလုံးပေါင်းသွားတဲ့ဖြစ်စဉ်တစ်ခုကိုကျွန်တော်တို့ကရှာဖွေတွေ့ရှိခဲ့တယ်ဒီ light ကို detect တာတွေကနေပြီးတော့မှရှာဖွေတွေ့ရှိခဲ့တယ် gravitational wave တွေထွက်လာတဲ့နေရာကိုเนาะနက္ခတ်ကြီးမှန်မြောင်းနေလဲချိန်ပြီးကြည့်လိုက်တဲ့ခါကျတော့ဘာသွားတွေ့လဲဆိုတော့ ကီလိုနိုဗာပောက်ကွဲမှုကနေပြီးတော့မှကြံခဲ့သောအလင်းရောင်ကိုသွားတွေ့တယ်။ကီလိုနိုဗာပောက်ကွဲမှုကြောင့်ဖြစ်လာတဲ့အလင်းရောင်ကိုသွားတွေ့တယ်။နော်အဲ့အလင်းရောင်ကိုဖမ်းပြီးတော့မှနော်ကျွန်တော်တို့ကအလင်းလိုင်းကို analyze လုပ်တဲ့ခွဲကြံစိတ်ဖြာနိုင်တဲ့လိုင်းလျားတွေခွဲကြံစိတ်ဖြာနိုင်တဲ့ကရိယာနဲ့ခွဲကြံစိတ်ဖြာပြီးကြည့်လိုက်တဲ့ခါကျတော့ဘာတွေသွားတွေ့လဲဆိုတော့အဲ့ဒီအလင်းရောင်ထဲမှာရွှေတို့တခြား heavy elements တွေသွားပြီးတွေ့တယ် အဲ့တော့ဒါဘာထောက်ထားလဲဆိုတော့ဒီလိုကီဗလိုမှာပောက်ခွဲမှုဖြစ်စဉ်တော့မှာရွှေအပါဝင်အခြားသော heavy elements တွေ heavy metals တွေဖြစ်ပေါ်နေတယ်ဆိုတော့တိုက်ရိုက်တက်တည်ထောက်ထားကျွန်တော်ရှာဖို့တွေ့ရှိတာဖြစ်ပါတယ်အဲ့တော့ဒီလိုပောက်ခွဲမှုတွေမှာခုနပြောတဲ့ရွှေတို့ uranium တို့ care တို့နော်အစရှိတဲ့ဖြစ်နော် mercury တို့အစရှိတဲ့ heavy metals တွေကလည်းနော်ခုနကျွန်တော်တို့ပြောခဲ့တဲ့တခြားသောကျယ်တွင်းမှာဖြစ်ခဲ့တဲ့ drug scene နဲ့အတူအတူတူကပဲကျွန်တော်တို့ကပောက်ွဲပြီးထွက်သွားတယ်ထွက်သွားပြီးခြားတော့ နေပါဝင်ချတော့ကျယ်တွေအစ်စ်တွေဖြစ်တဲ့ထဲမှာဝင်သွားတယ်အဲ့လိုပဲအဲ့ကျယ်တွေမှာပတ်ပေးမှာပတ်နေတဲ့ဂျူတွေဖြစ်ရင်လည်းအဲ့ဂျူတွေတွေကိုရောက်သွားတယ်အဲ့ဂျူတွေပေါ်မှာရှိတဲ့တက်ရှိတွေရှိရင်လည်းအဲ့တက်ရှိတွေကိုဝင်သွားတယ်ဒီနေ့လည်းကျွန်တော်တို့ကိုခန္ဓာလေးကိုဒီ status တွေရောက်ရှိလာတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကျယ်ကတတိယမျိုးဆက်ကျယ်ဗျပထမမျိုးဆက်ကျယ်တွေကခုနပြောသလိုပဲနှစ်တန်းအနည်းငယ်ပဲအသက်ရှင်နိုင်တယ်ပြီးလို့ရှိရင်ပြင်ထန်တဲ့ super nova ပောက်ကွဲမှုတွေကနေပေါက်ပြီးထွက်လာတယ် ပြီးလို့ရှိရင်ဒုတိယမျိုးဆက်ခြေတွေဖြစ်လာတယ်ဒုတိယမျိုးဆက်ခြေတွေထဲမှာခုနပထမမျိုးဆက်ခြေအတွင်ထွက်လာတော့ dressing တွေဝင်သွားတယ်အဲ့ဒီဒုတိယမျိုးဆက်ခြေတွေမှာ dressing အစ်တွေဆက်ဖြစ်တယ် dressing တွေပုံများများထပ်ဖြစ်လာတယ်အဲ့ဒီခြေတွေပေါက်ကွဲတယ်ပေါက်ကွဲတဲ့တံငွေတွေပေါက်ကွဲတဲ့နေရာတွေထွက်လာတဲ့ dressing တွေကတတိယမျိုးဆက်ခြေဖြစ်တယ်ကျွန်တော်တို့နေပါဝင်တတိယမျိုးဆက်ခြေတွေဖြစ်တဲ့အချိန်မှာဆက်ပြီးဖြစ်သွားတယ်နေရလွန်ခဲ့တဲ့နှစ်5ဘီလီယံလောက်ကနှစ်တန်းပေါင်း9000လောက်ကဆက်ဖြစ်တာโอเคအဲ့လိုနေဖြစ်တဲ့အချိန်နဲ့ မတိမ်မိမှာပဲကျွန်တော်တို့ကဘာလဲဖြစ်လာတယ်အဲ့တော့နေဖြစ်တာဘယ်လိုဖြစ်လာလဲဆိုတော့ကျယ်တွေအားလုံးကအားလုံးတည်ရတဲ့အတိုင်းပဲထူထပ်တဲ့တန်ဝိတ်တင်းတိုင်ကြီးတွေကနေပြီးတော့မှစုပေါင်းပြီးတော့မှကြစ်လက်တိတ်တီးပြီးတော့မှနော်နျူကလ িয়ার ဖျူရှင်အနုမြူတပ်ပြမှုဖြစ်စဉ်ဖြစ်တဲ့အချိန်မှာကျယ်ဖြစ်လဲစဖြစ်လာတယ်အဲ့တော့ဒီတန်ဝိတ်တွေက90ကျော်ရာခိုင်နှုန်းကဘယ်ထဲဝင်သွားလဲဆိုတော့နေထဲဝင်သွားတယ်တို့တော့လဲကျန်တဲ့100ရာခိုင်နှုန်းလောက်ကကျယ်ရဲ့ကျွန်တော်တို့နေရဲ့ဘေးနားမှာပတ်ပြီးတော့မှ ရစ်ပတ်နေရတယ်ဘကဘာကွင်းနေလို့ရစ်ပတ်နေရတယ်စုစုစုပြီးတော့မှဘာတွေဖြစ်လဲဆိုဂျိုးတွေဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့ကဘာကလည်းအဲ့လိုဒီတန်းဝိတ်တိမ်တိုင်ကြီးရနေပဲကျဲဖြစ်တဲ့နေဖြစ်တဲ့တန်းဝိတ်တိမ်တိုင်ကြီးရနေပဲဖြစ်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဘာကလည်းခုနပြောခဲ့တဲ့နေထဲမှာဝင်သွားသော dressing တွေကိုကျွန်တော်တို့ကဘာဖြစ်တဲ့အချိန်မှာလဲကျွန်တော်တို့ကဘာထဲမှာလဲဝင်သွားတယ်ဘာတွေဝင်သွားလဲအောက်ဆီဂျင်တွေဝင်လာတယ်နော်အောက်ဆီဂျင်တွေပါလာတယ်ကဘာဆက်ဖြစ်တဲ့ကပါလာတာ နော်ဟိုက်ဒရိုဂျင်တောင်းဝေးတွေပါလာတယ်အောက်ဆီဂျင်တောင်းဝေးတွေပါလာတယ်ကာဗွန်တွေပါလာတယ်နိုက်ထရိုဂျင်တွေပါလာတယ်ဆီလီကွန်တွေပါလာတယ်အိုင်ယန်တန်တွေပါလာတယ်အခြားသော dressing တွေပါလာတယ်ရွှေတွေငွေတွေခဲတွေယူရိုနီယံတွေစသဖြင့်အကုန်ပါလာတယ်ဒါတွေအားလုံးကနောက်ကဘာမှအပင်နေဖြစ်လာတဲ့ခါကျတော့ဒီအပင်တွေကဒီ dressing တွေကိုစုပ်ယူတုံဆွဲပြီးတော့မှအပင်တွေဖြစ်နေဖွဲ့စည်းလာတယ်ဒီအပင်တွေကိုတရိတ်ဆန်တွေကစားတော့ဒါတွေကတရိတ်ဆန်တွေကကိုခန္ဓာတွေကိုရောက်သွားတယ်ဒီအပင်တွေတရိတ်ဆန်တွေကိုကျွန်တော်တို့လူသားတွေကဆက်စားတော့လူကျွန်တော်တို့ရဲ့ကိုခန္ဓာတွေကိုဒါတွေရောက်လာတယ် ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်ခန္ဓာရဲ့65%လောက်ကအောက်ဆီဂျင်ပြနော်65%လောက်ကအောက်ဆီဂျင်နော်ပြီးလို့ရှိရင်ကာဗွန်က18%ကနေလောက်ကာဗွန်ပြဟိုက်ဒရိုဂျင်က10%ရှိတယ်နိုက်ထရိုဂျင်က3%ရှိတယ်အဲ့ဒါတွေအားလုံးပေါင်းလိုက်ရင်ဟိုက်ဒရိုဂျင်ကာဗွန်နိုက်ထရိုဂျင်အောက်ဆီဂျင်ဒါတွေအားလုံးပေါင်းလိုက်ရှင်ကျွန်တော်တို့ကိုယ်ခန္ဓာအလေးချိန်ရဲ့69%ကနေလောက်ကဒီလေးမျိုးပဲဗျဒီလေးမျိုးလည်းဖွဲ့စည်းထားတယ်ကျန်တဲ့ဟာတွေဘာတွေရှိလဲဆိုတော့အယူထဲမှာဆိုကယ်လ်ဆီယမ်တွေရှိမယ်ဗျသူ့ရဲ့ထဲမှာအိုင်ယန်တွေရှိမယ် နော်ပြီးလို့ရှိရင် channel trace element element တွေရှိမယ်အဲကျွန်တော်တို့ vitamin တွေမှာ minerals တွေမှာနော် magnesium magnesium တို့ copper နော်စသဖြင့်ဒါတွေအားလုံးလိုအားလုံးလိုတာပဲကိုယ်ခန္ဓာထဲမှာနော် zinc ဓာတ်လိုတယ်တန်ဓာတ်လိုတယ်သွတ်ဓာတ်လိုတယ်စသဖြင့်ပေါ့နော်ဒါတွေအားလုံးလိုတယ်ဗျဒါတွေအားလုံးရှိလို့ကျွန်တော်တို့ကအသက်ရှင်နေတယ်ဒါတွေအားလုံးရှိလို့ကျွန်တော်တို့မှာအုံနောက်ရှိနေတယ်ဒါတွေအားလုံးရှိလို့ကျွန်တော်ဒါတွေပြောနိုင်တယ်ဒါတွေအားလုံးရှိလို့ခင်ဗျားတို့ကကျွန်တော်ပြောတဲ့ဟာတွေကိုနားထောင်ပြီးနားလည်နိုင်တယ်ဒါတွေမရှိလို့ရှိရင် ျွန်တော်လူသားတွေလည်းဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ဒါတွေအားလုံးဒီဘေးကရောက်လာလဲဆိုခုနပြောခဲ့တဲ့အတိုင်းပဲကျေတွေရှာရောက်လာတာပထမမျိုးဆက်ကျေတွေကနေဒုတိယမျိုးဆက်ကျေကိုဆင်ပွားရောက်လာတယ်ဒုတိယမျိုးဆက်ကျေကနေတတိယမျိုးဆက်ကျေတွေနေပါဝင်တတိယမျိုးဆက်ကျေတွေကိုရောက်လာတဲ့အချိန်မှာကျွန်တော်တို့ကလည်းကျွန်တော်ရဲ့ကဘာကလည်းဒါတွေဒီအမုံတွေဒီ status တွေကိုစက္ကန့်ရရှိပြီးနော်ဒါတွေကနေပြီးတော့မှဒီကနေတစင်ကျွန်တော်ရှိကိုခန္ဓာတွေရောက်လာတာပဲဗျအဲ့တော့ကျွန်တော်ရဲ့ကိုခန္ဓာဒီ ကျယ်တွေကနေပြီးတော့မှထွက်လာတဲ့အစိပ်ပိုင်းနေနော်စတာတပ်စီကျယ်မှုန်တွေလည်းဖွဲ့စည်းထားတယ်ဆိုလို့ရှိရင်မမဟုတ်ဗျမှန်နေတယ်ကတော့နော်မှန်နေဗျ okay ဒီထိရတော့ဟုတ်ပါပြီဗျဟုတ်နေပြီဗျပုံရင်းပြုံမင်းလေးတပုတ်နားထောင်ရတယ်လို့ပဲကျယ်တွေကနေပြီးတော့မှလူသားတွေစင်တက်မွေးဖွားလာတယ်ဆိုပြီးဘာမှလည်းထောက်ထားတော့ကျွန်တော်တို့ကထောက်ထားမရှိရင်ပြောလို့မရဘူးကျွန်တော်တို့တွေကတိတ်ပောင်စိတ်ဝင်စားတဲ့လူတွေတိတ်ပောင်ကိုလိလာတဲ့လူတွေ ကျွန်တော်ဗီဒီယိုလာပြီးကြည့်တဲ့လူတွေဆိုတာလေသူများပြောတဲ့ယုံတဲ့လူတွေမဟုတ်သူများပြောတဲ့ယုံယုံတဲ့လူတွေမဟုတ်ဘူးဘာမှလည်းထောက်ထားထောက်ထားပြနော်မင်းပြောနေတဲ့ဟာတွေကိုထောက်ထားပြလေဆိုတော့လူမျိုးတွေပြအင်တလီဂျန့်ရှိတဲ့လူတွေအိုင်ဒီယာမြင့်တဲ့လူတွေနော်ဉာဏ်ရည်မြင့်တဲ့လူတွေအဲ့တော့ဘာမှလည်းအထောက်ထား ထောက်ထားသိပ္ပံပညာရှင်တွေကလည်းအထောက်ထားတွေရှာဖွေတွေ့ရှင်တယ်ဒါတွေကဘာလဲဆိုတော့စကားလက်လို့ပြောတဲ့ဟာတွေပေါ့အဲ့တော့ထောက်ထားကဘာလဲဆိုတော့ပထမတစ်ခုကဘာလဲဆိုတော့ spectroscopy spectroscopy ဆိုတာနေကျယ်တွေကနေပြီးတော့မှအလင်းရောင်ထွက်လာတယ်အဲ့ဒီအလင်းရောင်ကိုခွဲခြားစိတ်ဖြာကြည့်လို့ရှိရင်ဒီကျယ်တွေမှာဘာ dressing လဲရှိတယ်ဆိုတော့ကျွန်တော်တို့ကသိနိုင်တယ်ဥပမာနေကျယ်တွေကနေအလင်းရောင်ထွက်တယ်ဆိုပါဆိုအဲ့ဒီအလင်းရောင်ကအောက်ဆီဂျင် molecule တွေကိုနော် oxygen atom တွေ oxygen dressing ကိုဖြတ်လာတဲ့ခါကြလို့ရှိရင် oxygen dressing ကနေပြီးမှဒီ oxygen atom တွေရပြီးနေဒီအလေးအောင်ရဲ့တချို့သောအယောင်တွေကိုစုပ်ထားလိုက်တယ်အဲ့လိုပဲနော် iron ဆိုလည်းတချို့သောအယောင်တွေစုပ်ထားလိုက်တယ် hydrogen ဆိုလည်းတချို့သောအယောင်တွေစုပ်ထားလိုက်တယ်သူတို့စုပ်ထားတဲ့အယောင်တွေက dressing တစ်ခုနဲ့တစ်ခုမတူဘူးအဲ့တော့နေရဲ့ကျေရလာတဲ့အလင်းရောင်ထဲမှာဘယ်အယောင်တွေကဖြော့နေလဲဘယ်အယောင်တွေပြောင်းနေလဲဆိုတာကိုသိလို့ရှိရင် ဒီကျဲထဲမှာဘယ် dressing တွေရှိလဲအဲ့ dressing ပမာဏဘလောက်ရှိလဲဆိုတာတွက်လို့ရတယ်မိမ့်မိန်လေးပဲဖြော့နေတယ်ဆိုလို့ရှိရင်ဒီ dressing ကနည်းနည်းပဲရှိလို့ပေါ့လုံးဝကိုပိမ့်ပိမ့်နေအောင်เนาะမဲနေတယ်လုံးဝအဲ့အကြောင်ထွက်မလာတော့ဘူးဆိုလို့ရှိရင်เนาะကျဲတစ်ခုလုံးကိုဒီ dressing နဲ့ဖွဲ့စည်းထားလို့ပေါ့ဒီလိုကျွန်တော်တို့ကယူဆလို့ရတယ်เนาะအဲ့တော့အဲ့လိုကြီးလိုက်တဲ့ခါကျတော့ဟိုးစัจကြရအစောပိုင်းပထမမျိုးဆက်ကျယ်တွေကိုကြည့်လိုက်တဲ့အခါကျအဲ့ပထမမျိုးဆက်ကျယ်တွေထဲမှာ metal pool မက်တယ်တွေတိတ်မရှိတဲ့ကျန်တယ်မက်တယ်ဆိုတာကမစရီမက်တယ်လဲအက်စထရိုနိုမီမက်တယ်လဲမတူဘူးပြကျွန်တော်အရင်ကလည်းပြောခဲ့ပြီကမစရီမှာမက်တယ်ဆိုတာလျှက်ကူးကုန်သတ္တိရှိတဲ့အရာဝတ္ထုတွေကိုတတ်တူလို့ခေါ်တာကျွန်တော်ကုကုတ္တတိရှိတဲ့အရာဝတ္ထုတွေနော် malleability ductility conductivity စသည်ဖြင့်ပေါ့နန်းဆွဲလို့ရတယ်နော်ဟလာနန်းဆွဲလို့ရတယ်ကျွန်တော်ပုံစံအမျိုးမျိုးပြောင်းလို့ရတယ်တတ်တူတွေကို နော်အရေးအရေးပူအောင်လုပ်ပြီးတဲ့ပုံစံမျိုးမျိုးပြောင်းလို့ရတယ်နန်းဆွလို့ရတယ်အပူလျှောက်ကူးမှုအကောင်နဲ့နော်လျှက်စစ်လျှောက်ကူးမှုအကောင်နဲ့ဒါတွေကို metal သတ္တုဆိုပြီးခေါ်တာ astronomy မှာကြတော့ hydrogen နဲ့ helium ကလွဲလို့ hydrogen helium တဲ့ပိုလေးတဲ့ dressing အားလုံးကို metal ဆိုပြီးခေါ်တယ်အဲ့တော့ astronomy astronomer တယောက်နဲ့စကားပြောမယ်ဆိုလို့ရှိရင် तू က metal လို့ပြောလို့ရှိရင်ခင်ဗျားတို့ရဲ့ခေါင်းထဲမှာတန်တို့နော် iron တို့ aluminum တို့ရွှေတို့ငွေတို့ copper တို့ ေရူเนาะအစရှိမြေဒါတွေကိုသွားမတွေ့လေဗျ astronomer တယောက်က matter လို့ပြောလို့ရှင် hydrogen နဲ့ helium လို့လို့ကြံတဲ့ဟာတွေအားလုံး oxygen nitrogen carbon เนาะ silicon sodium chloride potassium ဒါတွေအားလုံးသွား matter လို့ပြောတာပထမမျိုးဆက်တဲ့ကျဲစီဒီ metal poor ဖြစ်တဲ့ကျဲတွေ metal တွေမရှိတဲ့เนาะ hydrogen helium လို့လို့ကြံတဲ့เนาะသူ့ထပ်ပိုလေးတဲ့ dressing တွေအလွန်ရှားပါတဲ့ကျဲတွေဒါကိုသွားတွေ့တယ်ဒုတိယမျိုးဆက်ကျဲတွေကြည့်လိုက်တဲ့ခါကျတော့ဒါတွေနည်းနည်းများလာပြီ တတိယမျိုးဆက်ကျယ်တွေကျွန်တော်တို့နေပါမယ်တတိယမျိုးဆက်ကျယ်တွေကြည့်လိုက်တဲ့ခါကျတော့ခုနပြောတဲ့ metal စီ metal rich stars တွေအများကြီးတွေ့ရတယ်နော်ပေါင်းစုံပဲ carbon nitrogen oxygen တွေကတော့ပြောမလို့လေအများကြီးပဲဆွေတွေတွေ့ရတယ်ငွေတွေတွေ့ရတယ် copper တို့ iron တို့အများကြီးပဲ uranium တို့ဘာတို့အစားအများကြီးတွေ့ရတယ်တကယ်ကိုဖောဖောတိတ်တိတ်တွေ့ရတယ်ဟာဒါကဘာပြောဘာကိုပြောလဲဆိုတော့ရှေ့ပိုင်းကျယ်တွေမှာဒါတွေကမထွက်လာသေးဘူးဘာလို့ဆိုတော့ အဲ့ချိန်မှာစပြီးထုတ်ယုံမှရှိသေးတယ်။နောက်ပိုင်းကျယ်တွေရောက်လာတဲ့ခါကျတော့ရှေ့ကကျယ်တွေကနေထုတ်ပေးလိုက်တဲ့ဟာတွေကိုလည်းသူ့ထဲမှာပေါင်ထည့်တယ်။သူကလည်းအစ်စ်ထုတ်ပေးတယ်။အဲ့တော့ပုံများလာတယ်။တတိယမျိုးဆက်ကျယ်တွေရောက်တဲ့ခါကျတော့ပထမမျိုးဆက်နဲ့ဒုတိယမျိုးဆက်ကနေပေါင်ပြီးထုတ်ပေးလိုက်တဲ့အားလုံးကတတိယမျိုးဆက်ကျယ်တွေရောက်လာတော့ပိုပြီးများလာတယ်။ဒါ evidence တကူထောက်ထားတကူ။နောက်ထောက်ထားတကူကဘာလဲဆိုတော့ ကဘာပေါ်ရောက်လာတဲ့ meteorite တွေအုတ်ကတုံးတွေအုတ်ကတုံးတွေဆိုတဲ့နေရာမှာနေဖွဲ့စည်းရနေရောက်လာတဲ့အုတ်ကတုံးတွေရှိတယ်လို့နေဖွဲ့စည်းရပြေကနေလက်မျက်စိလက်လမ်းမှာပြီးရောက်လာတဲ့အုတ်ကတုံးတွေလည်းရံဖန်ရကရှိတယ်အဲ့လိုနေဖွဲ့စည်းရပြေကနေရောက်လာတဲ့အုတ်ကတုံးတွေဆိုလို့ရှိရင်တချို့အုတ်ကတုံးတွေဆိုလို့ရှိရင်တကယ်ကိုတတ်တတ်ကြတဲ့အုတ်ကတုံးတွေတကယ်ဆက်ဆက်ကြပါလားအစောပိုင်းကာလာတုံးကဖြစ်တည်ခဲ့တဲ့အုတ်ကတုံးတွေတခါတည်းမှာရောက်လာတတ်တယ်အဲ့လိုအုတ်ကတုံးတွေလည်းကြည်လိုက်မယ်ဆိုလို့ရှိရင်တို့ရဲ့အထက်မှာရှိတဲ့ composition ဟာကျွန်တော်တို့နေဖွဲ့စည်းတဲ့မှာ ဖြစ်လာတဲ့နေဖွဲ့စည်းထဲမှာဖြစ်ပြီးကျွန်တော်တို့ရောက်လာတဲ့အောက်ကသုံးနေရဲ့ဒရတ်တတုဖွဲ့စည်းပုံနဲ့မတူဘူးကွာလေဗျနေဖွဲ့စည်းပြန်ရောက်လာတဲ့အောက်ကသုံးနေရဲ့ဖွဲ့စည်းပုံဒီဟိုးအစောပိုင်းကာလကျယ်တွေမှာရှိတဲ့ dressing တွေရဲ့အချိုးနဲ့ဖွဲ့စည်းပုံအချိုးနဲ့သွားပြီးဆင်တူနေတာကိုသွားတွေ့တယ်ဒါကဘာပြောလဲဆိုတော့ရှေ့ပိုင်းမှာဖြစ်တဲ့အောက်ကသုံးနေတဲ့မှာ crossing နေပမာဏနည်းပါတယ်နောက်ပိုင်းရောက်လာတဲ့ဥက္ကာတုံတွေမှာနောက်ပိုင်းမှာဖြစ်တဲ့ဥက္ကာတုံတွေစက်ကြာရတဲ့နောက်ပိုင်းရောက်လာလေလေ crossing ပမာဏပေါ်များလာလေလေပဲဆိုတာကိုပြတာဒါတချက်နောက်တစ်ခုကတော့ကျွန်တော်ခုနပြောခဲ့တယ်လို့ပဲဘာလဲဆိုတော့ supernova တွေ kilonova ပေါက်ကွဲမှုတွေဖြစ်တဲ့အခါကျလင်းရောင်ထွက်လာတဲ့အလင်းရောင်ကို micro telescope တွေနဲ့ကြည့်တယ်ကြည့်ပြီးသူတို့သူတို့ရဲ့အလင်းရောင်ကို spectroscopy ခွဲကြည့်လိုက်လို့ရှိရယ်သူတို့ရဲ့အလင်းရောင်ထဲမှာဘာတွေသွားတွေ့လဲဆိုတော့ခုနပြောတဲ့ heavy elements အများကြီးသွားတွေ့ရတယ် heavy elements တွေတန်ထက်ပိုလေးတဲ့ dressing တွေကိုအဲ့ထဲမှာသွားတွေ့ရတယ်ဒါအားလည်းပါလဲဆိုတော့ဒီ kilonova တို့ supernova ပေါက်ကွဲမှုတွေတဲမှာဒီလို dressing တွေဖြစ်နေတယ်ဆိုတာကိုပြရတာအဲ့တော့မေးစရာရှိတယ်အဲ့လို supernova ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာအလင်းရောင်တိုင်းကြည့်လိုက်တယ်တိုင်းကြည့်လိုက်တဲ့အချိန်မှာ dressing တွေကိုတွေ့တယ်ဆိုလို့ရှိရင်ဒါ supernova ပေါက်ကွဲမှုကြောင့်ဖြစ်လာတဲ့ dressing လို့မင်းဘယ်လိုပြောမလဲကွာအရင် supernova မှာပေါက်ကွဲခင်နေရရှိခဲ့တဲ့ကြယ်မှာဒီက dressing တွေရှိနေရော ပေါက်ကွဲမှုဖြစ်တဲ့အချိန်ကြာလို့ရှိရင်လေဒီ spectrum เนาะဒီ spectrum ဒီ spectrum ရဲ့ရမှာပဲဒီ dressing တွေတွေ့မှာပဲမဟုတ်ဘူးလားသိကျင်လို့ရှိရင်ဘာလို့ကြည့်လဲဆိုတော့ရှင်ကြည့်လို့ရပြ super soma ပေါက်ကွဲမှုဖြစ်တဲ့ကာလအချိန်ပိုင်းခြားအသိမခွာအောင် super nova ပေါက်ကွဲမှုမဖြစ်ခင်တော့ဒီကျယ်ကိုကျွန်တော်တို့က spectroscopy တိုင်းထားနိုင်တယ်ဆိုလို့ရှိရင်ပေါက်ကွဲမှုဖြစ်မရှိခင်မှာရှိတဲ့ spectroscopy နဲ့ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာရှိတဲ့ spectrum တစ်ခုကိုရှင်ကြည့်လိုက် ရှင်ကြီးရိုက်လို့ရှိရင်အရင်မရှိခဲ့တဲ့ dressing တွေကိုအဲ့ဒီပောက်ကွဲမှုဖြစ်တဲ့အချိန်ကျမှတွေ့ရတယ်ဆိုလို့ရှိရင်ဒါကျွန်တော်ကဒေတာပေါက်ဖြစ်ပြောလို့ရတယ်ဒီ dressing တွေဒီပောက်ကွဲမှုဖြစ်တဲ့ကာလကျမှပေါ်လာတယ်အရင်တော့မရှိခဲ့ဘူးအဲ့တော့ဒီ dressing တွေဒီပောက်ကွဲမှု supernova ပောက်ကွဲမှုဖြစ်တဲ့ကာလမှာပဲဖြစ်တာဖြစ်ရမယ်လို့ပြောလို့ရတယ်။အဲ့တော့အဲ့လိုတိုက်ကြည့်တယ်ဟုတ်တယ်တကယ်ပဲအဲ့လိုသွားတွေ့တယ်။အဲ့ဒါကြောင့်မို့လို့ဒီ dressing တွေက supernova ပောက်ကွဲမှုကာလမှာဖြစ်တယ်ဆိုတာကိုပညာရှင်တွေကတော့ခိုင်မာမာလက်စွပ်လက်ကင်ပြနိုင်တာဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ပါလဲဆိုတော့ကျွန်တော်တို့ nuclear physics နော် nuclear physics တဲ့ nuclear ကဘာမှ nuclear fusion နော်တခွဲဆက်နမ်းမှုတွေလုပ်တဲ့အခါကျတော့အဲ့လို nuclear fusion နေအတုဖန်တီးတဲ့အချိန်မှာခုနပြောတဲ့ dressing တွေထွက်လာတယ်ဒီနေ့အပြင်ကျွန်တော်တို့ကဒီ dressing တွေဘလို့ဖြစ်လဲဆိုတော့အသေးစိတ်လက်တွေ့ practically ကဘာမှလက်တွေ့လုတ်ပြပြီးတော့မှတက်တည်ပြနိုင်တာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီလို condition မှာဒီလို dressing တွေဖြစ်လာတယ်ဒီလို condition အောင်ဒီလို dressing ဖြစ်လာတယ်အဲ့ဒါအပူချိန် degree degree 15တန်းလောက်ရောက်လို့ရှိရင်ဒီလိုဒီ process တွေဖြစ်တယ်ဒီ dressing တွေဖြစ်လာတယ်သူတက်ပူပူလာတယ်ပူတေး degree sting grade 17တန်းလောက်ရောက်လာလို့ရှိရင်တခြားနီးလန်းနဲ့တခြား dressing အစ်စ်တွေဖြစ်လာတယ်သူတက်ပူပူလာရင်ဒီတက်ပူပြီးတော့မှမတူတဲ့ dressing တွေဖြစ်လာတယ်စသဖြင့်ဒီဖြစ်မှာကျွန်တော်တို့ကပြောလို့ရတယ်ဒီလက်တွေ့ experiment ထောက်ထားရတယ်လေဘလို့မှညင်းမရတဲ့တက်တွေထောက်ထားတွေကိုကျွန်တော်တို့ကရှာဖို့တွေ့ရှိတာဖြစ်ပါတယ်ဒီတော့နောက်တစ်ခါညဘက်ကောင်းငင်ကိုကြီးလိုက်လို့ဂျယ်လေးတွေပိတ်တဲ့မိတ်တို့တွေးလို့ရှိရင်ဟာ ီကျယ်လေးတွေကငါ့ရဲ့ဘိုးဘွားပြီးပင်နေပါလားလို့မျက်စိတ်ထဲမှာမြင်အောင်ကြည့်လိုက်ဗျ။နော်ဒီကျယ်လေးကနေရောက်လာတဲ့ကာဗွန်နေအောက်ဆီဂျင်နေကာဗွန်နေကကျွန်တော်တို့တွေးတဲ့အသားထဲမှာရှိတယ်။ဒီကျယ်လေးကရောက်လာတဲ့အောက်ဆီဂျင်ကိုကျွန်တော်တို့ရှူတယ်။နော်ဒီကျယ်ကရောက်လာတဲ့အိုင်အန်နေတန်တက်တွေကြောင့်မလို့ကျွန်တော်တို့ရဲ့သွေးဆိုတာဖြစ်လာပြီးတော့မှအသက်ရှင်နိုင်တယ်။ဒီကျယ်ကရောက်လာတဲ့ကယ်လ်ဆီယမ်တွေကကျွန်တော်တို့ရဲ့သွားထဲမှာရှိတယ်။ကျွန်တော်တို့ရဲ့အယိုးထဲမှာရှိတယ်။ သိပ္ပံပညာသိပ္ပံပညာရှင်တွေကဒီ big bang ပေါက်ကွဲမှုကနေပြီးတော့မှကျယ်ကျယ်တွေကနေ supernova ပေါက်ကွဲမှု supernova ပေါက်ကွဲမှုတွေကနေပြီးတော့မှကျွန်တော်တို့ရဲ့ကမ္ဘာဒီကနေပြီးကျွန်တော်တို့ရှိ ਉਹ ဒီ drug တွေဘယ်လိုအဆင့်ဆင့်ရောက်လာလဲဆိုတာဟိုအသေးစိတ်ဖော်ထုတ်ပေးခဲ့တာဖြစ်ပါတယ်ဒီကျယ်တွေကနော်စက်ကြာရိုက်အစောပိုင်းမှာပထမမျိုးဆက်ကျယ်တွေမွေးလာတယ်သေသွားတယ်ဒုတိယမျိုးဆက်ကျယ်တွေဆက်မွေးလာတယ်သေသွားတယ်ဒါပေမဲ့သူတို့ကတကယ်သေတာမဟုတ်ပြသူတို့ကကျွန်တော်တို့ကိုယ်ခန္ဓာမှာဆက်ပြီးအသက်ရှင်နေတယ် သူတို့တွေမရှိတော့မယ်သူတို့ရှီကနေပြီးတော့မှမွေးထုတ်ပေးလိုက်တဲ့ dressing တွေကကျွန်တော်တို့ရှီရလာပြီးကျွန်တော်တို့ကိုခန္ဓာထဲမှာတက်ရှိနေနေလက်နောက်တက်ရှိလူသားတွေအတိညာရှိတဲ့လူသားတွေနေလက်ဆက်လက်ရှင်းတာနေတာဗျအဲ့တော့နောက်တစ်ခါကြားလို့ရှိရင်တရားဟောခမရကိုအသက်ဘယ်လောက်ရှိပဲလို့မေးလို့ရှိရင်ခေါင်းငယ်ကကျယ်တွေကိုလညွှန်ထုတ်ပြပြီးငါအသက်ကအဲ့ကျယ်တွေရဲ့တက်တန်တဲ့နော်ငါကျငါအသက်ကအဲ့ကျယ်တွေရဲ့တက်တန်နဲ့အတူတူပဲကွာလို့နောက်ခတ်တည်တာပြောဗျ โอเคဒီနေ့စီစဉ်တော့ကျွန်တော်ဒီနေ့မှာပဲရန်သားဝင်ပြူပါအကယ်၍များကျွန်တော်တို့ရဲ့ channel subscribe မလုပ်ပါသေးဘူးဆိုတော့ subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ Thank you.